ကျွန်တော်တို့ HLF quality control training module ရဲ့နောက်ဆုံးမိတ်တင်ခန်းစာကိုရရှိလာခဲ့ပါပြီ။အဲတော့ inter laboratory comparison laboratory တစ်ခုနဲ့တစ်ခုကြားနှိုင်းယှဉ်ခြင်းဆိုရယ်အဲအနေထားပေါ့နော်။ဒါကိုကျွန်မတို့ equal ဆိုပြီးတော့အတူအဖြစ်ပြောရယ် laboratory တစ်ခုနဲ့တစ်ခုကြားမှာကျွန်မတို့နှိုင်းယှဉ်ခံလိုက်ရခံနိုင်တော့အောင်အဲဘလောက်ဒီကျမတို့ compare quality control ရပြည့်မိတယ်လဲပေါ့နော်ဘလောက်ဒီ compare ပဲဖြစ်တယ်လဲဆိုတော့ကျမတို့အဲလေ့လာကြမယ်အဲဒီနေရာမှာကျမတို့ကရှင်းနေမိတာရရှင်းမြင့် အဲကြီးကြီးမားမားရှင်းနေပြီးသားဒီ equal system လေးအကြောင်းကိုလည်းဥမာပေးပြီးတော့ပို့ချပေးသွားမယ်။ဒါကကျွန်တော်ရင်းမြင်နေပါသေးတယ်မှာဆိုလို့ရှိရင်ကြီးကြီးမားမားကျွန်တော်တို့ extra နဲ့ source တကူမရှိခဲ့ဘူးဆိုလို့ရှိရင်မိတို့ laboratory အရင်မြင်တဲ့တက်ခွဲကအချင်းချင်းရောမယ်ဆိုတော့နှိုင်းရှင်ရမယ်ဆိုရင်ဒီသားမျိုးတွေလည်းရှိမှာပေါ့ဒါလည်းပဲကျွန်တော်တို့ equal system နဲ့မှာအကျုံးဝင်ပါတယ်အဲ့တော့ဘယ်လိုတွေကျွန်တော်တို့ဒီပြည့်မြအောင်ပေါ့နော် quality အားဖြင့်ပြည့်မြအောင်လုပ်ကြအောင်လဲဆိုတာကရင်းမြစ်ဘလောက်ရှိလဲပေါ့မူတည်ပြီးတော့လုပ်လို့ရတယ်အဲ့တော့အဓိကတော့ principle ပိုင်းနေရမယ်ပေါ့နော်အချိန်အားဖြင့်သဘောတရားအဖြစ်အားလုံးပိုင်းနေရမယ်ဟိုဒီနေရာမှာကျွန်တော်ပြပြပြီးတော့ပါ inter laboratory comparison ဆိုတာပါလေအဲဒါကိုကျွန်တော်တို့က အဓိကဘာတွေကြည့်လဲပေါ့နော်ဘယ်လိုမျိုး system မျိုးသုံးလဲဘယ်လိုမျိုး scoring လုပ်လဲပေါ့နော်အမှတ်တွေပေးပြီးတော့ခါကြတော့ဒီ MVP system ထဲမှာဝင်လားမဝင်လားကိုကြည့်ပြီးတော့ quality control ရှင်းပြည့်စုံပြည့်တယ်ဆိုတဲ့နေရာမှာပုံစံအမျိုးမျိုး scoring system မျိုးကျွန်တော်တို့တွေ့လာကြရမယ်။ဒါမိမိတို့ဒီအဲရှိရှိနေတဲ့အနေအထားတစ်ခုကိုအသုံးပြုပြီးတော့ခါကြတော့မိမိတို့နဲ့ live ညီတွေ့ရှိတဲ့ scoring system ကိုသုံးမယ်ဆိုလို့ရှိရင်ဒီလို equal system မျိုးကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ဒါကကြော်ဖြတ်နိုင်မယ်ဆိုတော့ဟိုနားလဲထားမှာဖြစ်တယ်ပေါ့နော်။ ISO အားဖြင့်လဲဆိုတော့5.19ပုံပြချက်ကတော့563 မှာအဖော်ပြထားတဲ့ဒေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြည့်မယ်ပေါ့နော် equal ဆိုကျွန်မတို့ဘယ်လိုပုံစံမျိုးနဲ့ flow အဲတွားတယ်လေဆိုတာလေးတစ်ချက်လေးအရင်လေ့လာကြပါမယ်အဲ့တော့ကျွန်တော်ဒီမှာက flow အဲ diagram လေးတစ်ခုရှိရဲပေါ့နော် အခုနကျွန်တော်တို့ပြောရဲ563 inter laboratory comparison ဆိုတာကြတော့ကျွန်တော်တို့ internet quality control result တွေကိုပြင်ပနေပြီးတော့ဒီစစ်ဆေးခံထားလောက်တဲ့အနေထားရှိလားမရှိလားဆိုတာပြင် review လုပ်တဲ့ process ဖြစ်ပါတယ် review of the result ပေါ့နော်အဲ့တော့အဲ့ရမှာမှကျွန်တော်တို့ accept လုပ်တယ်ဆိုရင်ဒါဒီ report တွေပဲ result တွေဖြစ်သွားပြီဒါ report လုပ်လို့ရပါပြီဒီအနေထားကိုကြည့်ပြီးတော့ဒီ examination result တွေကိုကြည့်ပြီးတော့ခါကျတော့ကျွန်တော်တို့ဒီ quality control အဖြစ်ပြည့်မြည်ရမပြည့်မြည်ဆိုတာဆုံးဖြတ်လို့ရပြီပေါ့နော်အဲ့တော့အဲ့ရမှာမှကျွန်တော် reject လုပ်သွားပြီဆိုလို့ရှင်ဒါရီကကျွန်တော်တို့လက်ခံလာတဲ့အနေထား မရှိဘူးဆိုတော့ဒီအဆင့်မှာပဲဆုံးဖြတ်တယ်လို့ကျွန်တော်တို့နားလဲရမှာဖြစ်တယ်ပေါ့နော်အဲဒီဘောမှာတော့ကျွန်တော်တို့ စစ်ဆေးတဲ့အဖြေထုတ်တယ်ဆိုတဲ့ကိစ္စတွေမတိုင်းရင် examination process တွေရှိမှာပေါ့နော်5 5ရှိမှာပြီးတော့အဲ့ပုံမှာပါကျမတို့ sample အဲနဲ့ပတ်သက်ပြီးတော့အဲကိစ္စတွေပေါ့ကျမတို့ရှိမှာပြောတဲ့ကိစ္စတွေပေါ့နော် reason တွေ to see တွေအဲ verification ကိစ္စ validation ကိစ္စတွေနောက်ပါ examination procedure တွေပါမယ်ဒါကကျမတို့အသုံးပြုတဲ့ကျမတို့ဒီ reference materials တွေ clinical decision level တွေပေါ့နော်ဒါတွေကို level ကျမတို့ကနအုပ်ဝက်မှာပြပခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဥစ္စာတွေအစဉ်အပြည့်ကြွဖြတ်လာပြီးတဲ့နောက်ပိုင်းမှာမှနောက်ဆုံးမှကျမတို့ဒါကို review လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ laboratory quality ကို ဒါကအဲနောက်ဆုံးမိတ်ဆက်စေးရဲ့အဆင့်ဖြစ်တဲ့လူတွေနားလည်လို့ရတယ်ဒါမှသာလေကျွန်တော်တို့ laboratory quality ပြည့်မီတယ်မပြည့်မီဘူးဆိုတာ finalize ဆုံးဖြတ်ပေးလို့ရမှာဖြစ်တယ်ဆိုတော့လည်းပဲဒီ flow chart လေးကိုကြည့်ပြီးတော့ဆက်ကျွန်တော်တို့နားလည်လို့ရတယ်ပေါ့နော် ဒါဆိုမှဒါလေးပတ်တန်နဲ့ပတ်သက်ပြီးတော့ခါကြတော့အဲမာလေးပေါ့နော်အဓိက ILC ISO 15 wire နဲ့မပေါ်ပြရထားတယ်ဒီ equal system ပြရနေတာဒီမှာထပ်ပြီးတော့ရှင်းပြရထားတယ်ဒါကိုကျွန်တော်တနည်းအားဖြင့် proficiency test program လို့ခေါ်ပါတယ်အခုကျွန်တော်တို့ HL lab ကနေပဲ2025ခုနှစ်တည်းမှာပြုလုပ်ပေးမဲ့ proficiency test ကတော့ကနဦးကျွန်တော်တို့ laboratory technician အနေနဲ့ပေါ့နော်စက်တပိုင်းလို့ပြီးတော့ program ပြုတော့ခါကြတော့ကျွန်တော် laboratory တစ်ခုလုံးရဲ့ performance ပေါ့နော်အခုကျွန်တော်တို့စစ်ဆေးတယ်တို့နော် validation လုပ်တယ် verification လုပ်တယ်တို့နောက်တစ်ခါကျတော့တခြားသော ျမတို့ဒီလိုအပ်တဲ့ထိမ့်သိမ်းမှုကိစ္စတွေပေါ့နော် story စတဲ့ဗထားမျိုးတွေထိမ့်သိမ်းပြီးပြီးတော့ငါကျမနောက်ဆုံးမေး CCA provision တွေ test ပုံစံတော့မဟုတ်သေးပါဘူးအဲ့တော့ကျမတို့ဒီ e-quest မှာကျတော့ဒီဟာတွေပါအကုန်ပါတယ်ပေါ့နော်ဒီနေ့ရပြီကျမတို့ provision တွေ test ပုံစံမျိုးဖြစ်တယ်အဲ့တော့တစ်ခွက်ကတစ်ခွက်နဲ့တစ်ခွက်အခုကျမကျတော့နှိုင်းရှင်လို့ရတဲ့အနေထားဖြစ်အောင်လို့လုပ်ပြထားတဲ့ပုံစံဖြစ်ပါတယ်ပြီးတော့ဟာကျတော့သူစစ်ဆေးပြီးတော့အဲရလာတယ်ရလာတယ်ပေါ့နော်ကျမတို့ lab test result တွေရတစ်ခွက်ဆို interpretation တွေရဟာ language တွေဖြစ်လားမဖြစ်လားဆိုတော့လို့ကျမတို့အဲ့ဒီ season တွေမှာ season အားဖြင့်ကြီးစုပေးရတာဖြစ်တယ်ပေါ့နော် စုခဲ့ဖြစ်ပြီးရတာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့ဒီခုမှဒီ laboratory test တွေနဲ့ပတ်သက်ပြီးတော့ခါကျတော့ခုမှသတ်မှတ်ချက်အဲ reference ရှိတာပေါ့နော်ပြီးတော့ကိုယ့်ရဲ့ performance criteria တွေဘာတွေလောက်ထားတယ်လဲ predetermine လို့ခေါ်တယ်ကြိုတင်ပြီးတော့သတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေရှိလားအဲ့ကောင်တွေတိုင်းကျွန်မတို့တကယ်တမ်းစစ်ဆေးပြီးတော့ရလာရလက်ကောင်ပြည့်မြည်ရတာပေါ့နော်အဲ့တော့မမီးပြည့်မြည်ဆိုလို့ရှင်ကျွန်မတို့ inner laboratory comparison ပေါ့နော်ဒီ laboratory မှုလို့ရှင်ပြီးတော့ခါကျတော့နှိုင်းရှင်ပြီးတော့ရလာမယ်ဒါဆိုရင်ရလက်တွေကိုစောင့်ကြည့်ပြီးတော့ခါကျတော့မှအဲကိုယ့်ရဲ့လိုအပ်တဲ့ပြုပြင်တဲ့လိုအပ်မှုပြင်ဆင် ပြင်ဆင်ဖို့လိုပါတယ် corrective action တွေကိုအကောင်းတွေပို့ပြီးတော့ခါကြတော့လက်တွေ့အဲ့ဒီအဲ program မှာပါဝင်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကကြိုတင်ပြီးတော့ခါကြမိမှာအဲတက်မှတ်ချက်တခုကိုနဲ့ run ထားတဲ့ဟာမျိုးရှိမှသာလျှင်ဒီ program ဝင်လို့ရမယ်အဲမဟုတ်လို့ရှင်ကြတော့ကိုဘယ်ဦးတည်ပြီးတော့ဘလို့ဘလို့ criteria မျိုးတွေတိုင်းဝင်ပြီးဝင်အောင်လို့စစ်ဆေးထားတဲ့ဟာမျိုးအဲမဟုတ် မရလဲဆိုတာမကောက်တသက်မရှိမထားရှိမနေဦးသိမထားဆိုလို့ရှိရင်ဒီမြန်နဲ့ရှင်တဲ့ခါမှာလည်းပဲကျွန်တော်ဘာအောင်ကြည့်ပြီးတော့ဘာအောင်မြင်ရထားပြီးတော့ရလာတဲ့ result ကိုလို့နှိုင်းရှင်လို့ရမှာလဲဆိုတော့ပြန်ပြီးတော့သူများကိုမေးဖို့ထောက်ချဖြစ်တာမျိုးဒါကြောင့်ကျွန်တော်တို့ဒီကနေဦးတွေကကျွန်တော်တို့ UC program ဝင်မယ်ဆိုလို့ရှိရင်ကိုယ်မှာ criteria တိတက်တက်မမှန်စီတာဖို့တဲ့လိုအပ်တယ်ပြီးတော့အဲ့ဒီအကိုရဲ့ဒီ performance တွေကိုအဲဒါနှိုင်းရှင်လို့ရတဲ့အနေအထားမျိုးဖြစ်အောင်လို့အဲ program တွေပေါ့နော်သူရဲ့တက်ဆိုင်အပြည့်တက်ဆိုင်ရဒီလိုအပ်တဲ့ ိုအပ်ချက်တွေပြင်မြင်အောင်လုပ်ပေးတဲ့ program တွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးပါဝင်ခြင်းအပြင်မိမိတို့ဒီ IRC program တင်ရပြီ eQuest program ပါအဲ live ညထွေဖြစ်အောင်လို့အနိုင်ရှင်ခံနိုင်တဲ့အထားမျိုးရောက်မှာဖြစ်ပါတယ် inter laboratory comparison ကိုလုပ်ဖို့ရင်ဘာလို့လိုအပ်တာလဲလို့မြင်မဲ့ဆိုလို့ရှိရင်အောက်မှာကျွန်တော်ဖြည့်ပြထားတာလေးရှိတယ်။အဲပြင်ပလာတဲ့ကျွန်တော်တို့ဒီ extra နဲ့ quality assurance equal system ပေါ့နော်။သူ့ရဲ့တက်ခွဲစစ်ဆေးရဲ့နည်းလမ်းတွေတိကျမှုကျွန်တော်တို့စောင့်ကြည့်ဖို့အတွက်ဖြစ်တယ်ပေါ့။အဲ့တော့မိမိတို့ဒီ ပါဝင်မဲ့အဲ programmer ပါဝင်မဲ့ဆိုတော့ lab ဒီတစ်ခုနဲ့တစ်ခုရဲ့လှုပ်ဆောင်ချက်ကိုကျွန်တော်တို့နှိုင်းရှင်ကြည့်လို့ရတယ်နေတာမျိုးလည်းလှုပ်လို့ရတယ်ဆောင်းကျွန်တော်တို့ ISU ပြီးလို့ရတာဖြစ်ပါတယ်အဲ့တော့အဲ့ညမှာကျွန်တော်တို့ကစစ်စီရဲ့နေလန်းတူတယ်ပေါ့နော် same method ပြီးတော့ same analyze ပေါ့နော်ဒါတွေကျွန်တော်တို့သုံးပြီးတော့အားချက်ချင်းနှိုင်းရှင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ laboratory performance ကိုတွားပြီးတော့ကြည့်လို့ရပါတယ် အဲအဲ့မှာကျမတို့ကဒီတူညီတဲ့ sample ပေါ့နော် the same sample ကိုသုံးပြီးတော့ခါကြတော့မတူညီတဲ့ different laboratory ရဲ့ performance ကိုကျမတို့စစ်ဆေးလို့ရတယ်အဲ့တော့အဲ့တခွဲကနေတူညီတဲ့နည်းလမ်းတွေကိုသုံးပြီးတော့ခါကြတော့ဒီ sample တစ်ခုတည်းကိုပဲစစ်ဆေးမယ်ဆိုလို့ရှိရင်ရလာတဲ့ဖြာအဖြေရလက်တွေကိုကျွန်တော် nitrogen ဒီလိုရတယ်အဲ့လို nitrogen ချင်းဟာကျမတို့ဒီ inter laboratory comparison ဒီလုပ်တဲ့ဒီအာဟိုပါပေါ့နော်အဓိက concept ဖြစ်တယ်ပေါ့နော် ဲ့လိုလောလောဆယ်ရပြီဆံမတော့ဝင်ပြီးတော့တခွဲခန်းအဖြေတွေရဲ့ဒီ reliability ပေါ့နော်ပြင်ပနေပြီးတော့ကိုယ့်ရဲ့ဒီ customer တွေပေါ့ laboratory ဒီဟိုဟာတွေရော laboratory personnel တဲ့ တဲ့နဲ့မအောင်ပါတော့မိမိတို့ laboratory လေးတဲ့ကအဲလုပ်ငန်းဆောင်တာလုပ်နေကြတဲ့ step တွေ technician တွေတခြားသောကျွန်မတို့ laboratory supervisor တွေအကုန်လုံးရုံချင်မှုပါလဲပဲဒီဘောမှာတက်ရောက်ပါတယ်တခြားကျွန်မတို့ client တွေပေါ့နော်အဲဒီဟာဆရာဝန်တွေတခြားသောကျွန်မ refer လာတဲ့နေရာမှန်သမျှပေါ့နော်သူတို့အကုန်လုံးရုံချင်မှုပါလဲပဲဒီ equest မှာပါဝင်ခြင်းအပြင်ကျွန်မတို့ reliability တက်သွားဖြစ်ပါတယ်ဆောင်းကျွန်မတို့စစ်ဆေးသူကိုနှာယုံချင်မှုပါလဲမြင့်တဲ့ဆေးတွေကြောင့်ကျွန်မ equest မှာပါဝင်မှုတွေမဖြစ်မနေလိုအပ်တယ်ပေါ့နော်နောက်ဆုံးမိကျွန်မတို့ဘလောက်ဒီကိုယ့်ရဲ့ laboratory တွေထဲမှာ IOC တွေသုံး းမြောက်ခါကြတော့ကိုယ့်ရဲ့ program ဘယ်လောက်ကြီးမှန်းထားရဲဆိုစရောเนาะ equals မှာမပါဝင်နိုင်ဘူးဆိုလို့ရှိရင်เนาะအဲမိမိတို့ရဲ့ laboratory စင်တာအဲ့လောက်ကြီးအဲမရှိသေးဘူးဆိုတော့เนาะသူများရုံချင်းမှုကိုကျွန်တော်လိုအပ်သလောက်ခြံတဲ့သလောက်မရသေးဘူးဆိုတော့ကျွန်တော်နားလည်အောင်ဖြစ်တယ်အဲ့တော့မိမိတို့ laboratory ဘယ်လောက်ဒီ performance ကောင်းနေလဲမကောင်းနေဘူးလဲဆိုတော့လည်း equals နဲ့ပဲမကြောက်တင်ခံမှဖြစ်ပါတယ်အဲလုတ်တယ်လေ laboratory ရဲ့ bio ရှိတယ် report တွေရှိတယ်အဲ data တွေလည်းရှိရပါ document တွေလည်းရှိရပါလုတ်နေရပါပုံမှန်တိုင်း duty run နေရပါဆိုပေမဲ့လည်းပဲဒီလို equals system မှာမပါဝင်နိုင်သေးသမျှကာလပတ်လုံးကတော့မိမိ US laboratory ဒီယုံကြည်မှုရှိနိုင်တဲ့အနေအထားမျိုးတစ်ခုကတော့အဲကျမတို့လမ်းဝင်နေသေးတယ်လို့ကျမတို့ပြောလို့ရမှာဖြစ်တယ်ပေါ့ဒါကကျမတို့ခေါင်းထဲမှာအမြင်အားလုံးမှတ်ထားမယ့် concept တစ်ခုဖြစ်ပါတယ် ဥပမာကျမတို့ခုနပြောခဲ့သလို proficiency test ပေါ့နော်ဒီ laboratory တစ်ခု performance ဘလောက်ကောင်းလဲမကောင်းလဲဆိုတော့ CCA proficiency test ကိုပြောတာနော်အဲ့ဒါရင်တော့ကျတော့ equal စီပေါ့ဒါတွေကျမတို့က inter laboratory comparison နေနဲ့ပြောတာရှိတယ်။ဒါကကျမတို့ရင်းမြစ်နယ်ပါဒေတာတွေမှာဆိုလို့ရှိရင်ခုနကကျမတို့ပြောခဲ့သလိုပဲ laboratory တစ်ခုပေါ့နော်တစ်ခုနဲ့တစ်ခု mini lab ဆိုလို့ရှိရင် excel lab mini lab တစ်ခုနဲ့တစ်ခုကြာ sample တွေချင်းချင်း exchange လုပ်လို့ခါကြတော့ခုနကပြောတဲ့ program တိုင်းပေါ့နော် equal စီရဲ့ဒီ idea ပေါ့နော် main idea concept ကိုသုံးပြီးတော့ခါကြတော့ exchange လုပ်မယ်ဆိုလို့ရှိရင်လည်းပဲဒါကလည်းပဲ data laboratory comparison ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့လိုအပ်ပါတယ် ဒါကြောင့်လို့ကျွန်မနီကန်အချင်းကန်မှုရှိလာပေါ့ alternative alternative လို့ခေါ်ရဲသူမဟုတ်ဘယ်နဲ့ design ဟာရေလုပ်လို့ရလားဆိုတော့ ISO ကိုလုပ်လို့ရလားဆိုရင်ရပါတယ်ကျွန်တော် certified လုပ်ထားပြီးသား reference material တွေကိုကို laboratory မှာသုံးမှာကြတော့စစ်ဆေးလို့ရတယ်နောက်ခါကျကျွန်တော်အရင်စစ်ထားပြီးသား sample အဟောင်းတွေကိုသုံးလို့လည်းရတယ်ဒါကကျွန်တော်တို့ကိုယ့်ရဲ့ tissue တွေဒါမှမဟုတ် cell တွေပေါ့အဲ့ဒီရနေပြီးတော့ကျွန်တော်တို့တင်ထားတဲ့ tissue ပေါ့ဒါတွေကျွန်တော်တို့သုံးလို့ရတယ်ဒါကကျွန်တော်တို့ PR group တွေမှာသုံးထားတယ်သူတို့ juicy material တွေကိုလည်းကိုယ်မှာလာပြီးတော့သုံးရတယ်သူတို့ကကျွန်တော်တို့သူများဒီ ISO program တွေမှာပါ ထားတဲ့ပစ္စည်းတွေနဲ့ကိုယ့်အချိန်မှာလာပြီးတော့အဲစစ်ဆေးမယ်ဆိုလို့ရှင်လည်းမရအောင်လားဆိုတော့ရတယ်ပေါ့ဒါပေမဲ့ဒါရဲအဲ့ရဲဘာလဲဆိုလို့ရှင်တခြားသော alternative တွေဖြစ်တယ်အခုနပြောလို့ရှင်မတို့တကယ် ILC program အစ်စ်ကတော့မဟုတ်သေးဘူးပေါ့နော်မရအောင်လားဆိုတော့လုံးလို့ရတဲ့ဟာတွေဒါမျိုးတွေတော့ရှိတယ်လက်ခံလို့မရအောင်လားဆိုတော့ရတယ်ကိုယ့်ရဲ့ဒီချင်းမြေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ဒေတာကိုမူတည်ပြီးတော့ခါကြတူ alternative တွေကိုစနစ်တကျလုပ်မယ်ဆိုလို့ရှင်လည်းဆမတို့လုံးလို့ရပါတယ် ဒါလေးရရှိရပြောခဲ့ပြီးသားဖြစ်တယ် proficiency test equals provider ဆိုရှင်သူ့ရဲ့သဘောတရားလေးဒါပြန်ပြောထားတာ unlimited participant ပေါ့နော် laboratory ဘယ်လောက်အရေးအတွက်လဲဆိုတာကိုစမကတ်သက်ထားမရှိဘူးအဲဝင်ပြီးတော့ဒီ program မှာပါလို့ရရတယ် sample ရလည်းအန်တော့ပေါ့ဒါပေမဲ့အဲ့ဒါ same sample ပဲဖြစ်ရမယ်ဒါပေမဲ့အဲ့ဒါ blind sample ပေါ့နော်အကုန်လုံးပို့လိုက်တယ်ပြီးတော့ခါကြတော့သူ့ရဲ့ဒီရလာတဲ့ result တွေပြန်ပြီးတော့ခါကြတော့ဒီအဖြေရသူ့ရဲ့အဖြေရနေမှာရလာတဲ့ဒီကြလတ်တွေပြန်ပြီးတော့ laboratory တခုချင်းချင်းလိုက်ပြီးတော့ပို့ပေးရဲပေါ့နော်အဲ့တော့ frequency အားဖြင့်ဘယ်လောက်လဲဘယ်လောက်ကြာတစ်ခါဥပမာဥပမာတစ်လတစ်ခါလားဒါမှမဟုတ်ရှင်လေ၆လတစ်လတစ် ှစ်နှစ်တခါလားဆိုတော့ကိုယ့်ရဲ့ laboratory အဲကနေဘယ်လောက်ထိပါဝင်ခြင်းလဲပေါ့ဒီရောဟာကြတော့ပြောမစွင်ပတ်စံပေါ်ဝင်ပေါ်တော့လောက်ပေါ့နော်ရင်းမြစ်ရှိရင်ရှိတယ်လားဆိုတော့တောက်ချောက်သွားလို့ရတယ်အဲစစ်နိုင်မယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ laboratory test က analyze ပြီးပေါ့နော်အဓိကအကြဆုံးဖြစ်တဲ့ analyze တွေထပ်ပြီးရှင်မှာ e-watch program တွေပါဝင်ပြီးတော့ဟာကြစစ်ဆေးမယ်ဆိုလို့ရှင်တော့မိမိတို့ laboratory ရဲ့ခုနပြောမှတ်ကြောက်နေခံမှုအနေအထားမျိုးတခုရှိသွားပြီလို့ပြောလို့ရပါတယ်ဒါကတော့ IUC ပေါ့နော်ဒါဒါကကျွန်တော်တို့ကအဲနှုံးဆက်ပဲဟိုပဲ အဲဟိုဟာဖြစ်တာပေါ့နော်ဒါကျွန်တော်အကုန်လုံးသိပြီးသားအဖြေသိပြီးသားဟာကိုပဲကျွန်တော် ိုစစ်ဆေးလိုက်တာ daily ဆေးရမယ်အနေထားဖြစ်တယ်အဲအဲကိုယ့်ရဲ့ laboratory အရေးအတွက်ပေါ့နော်ဘယ်လောက်ဒီပါဝင်နိုင်လဲဆိုတာတော့အကန့်အသတ်မရှိဘူးပေါ့နော် EQC လိုပဲအကန့်အသတ်မရှိဒါပေမဲ့လည်းသူကဗာလဲဆိုလို့ရှိရင်ဒီ level အ sample တွေက blind sample မဟုတ်ပဲね non sample တွေဖြစ်တယ်ဆိုတော့ကျွန်တော်နားလဲရမှာဖြစ်တယ်တခါကျမတို့ဓာတ်တွေကအနေစင်ပေါ့နော်အမြဲကိုယ့်ရဲ့ laboratory test တွေ run နေတဲ့ကာလပတ်လုံး daily သွားနေရမယ်အနေထားဖြစ်တယ်ဆိုတော့ကျွန်မ IQC မှာအဲဒီဝါဒိစာလေးအခုခွာပါအဲကျွန်တော် laboratory အဲဒီ quality quality control ရဲ့ overview ကိုဆွေးနွေးရတဲ့အထဲမှာကတဝင်းနဲ့ဒါလေးကိုကျွန်တော်တို့ထည့်သွင်းပြီးတော့ပြောကြရပြီဖြစ်ပါတယ်ပေါ့နော်ဒီမှာကျွန်တော်အခြေတွင်းပြောကြလို့မထင်ပါဘူးအဲနောက်တစ်ခုကကျွန်တော်တို့ exchange လုပ်တဲ့အဲ program ပေါ့နော် laboratory တစ်ခုခုနဲ့တစ်ခုအဲ ဒါကျွန်မတို့စစ်ဆေးတဲ့အခါမှာအပြန်အလှန်ပေါ့နော် laboratory sample တခုတည်းကိုပဲအချင်းချင်းအနည်းဟာဘယ်လောက်ရလဲငါဟာဘယ်လောက်ရလဲဆိုပြီးစစ်ဆေးတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါကြပါလဲဆိုရှင်သိပြီးတော့ robust ဆိုဖြစ်ကိုသိပြီးတော့ကောင်းတဲ့ဟာမျိုးတော့မဟုတ်ဘူး sample ရဲ့ဟိုအနေထားကလည်းပဲဆိုတော့ non sample ဖြစ်တယ်ပြီးတော့ဟာကြ frequency ကလည်းပဲကိုပို့ကျင်တဲ့စင်ပို့ပေါ့နော်အဲအဲ့လိုမျိုးကိုစစ်ကျင်တဲ့ analyze ပုံစံမျိုးအဲ့လိုမျိုးချင်းချင်းလဲပြီးတော့စစ်တဲ့ဟာမျိုးဖြစ်တယ်ပေါ့အဲ့တော့တခုရှိတာကကြတော့ခုနကကျွန်တော်ပြောခဲ့လို့ပဲခုမှ performance criteria ပါရှိလဲပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီစားသတ်မှတ်ထားပြီးသားတော့ဖြစ်ရလိမ့်မယ်ဒါမှသာလည်း အဆက်ပစ္စည်းမတူဘူးတော့မဟုတ်လို့ရှင်နေမယ်သုံးတဲ့အဲစစ်တဲ့ဟိုပါပေါ့ကိုယ့်ရဲ့ဒီသုံးတဲ့ပစ္စည်းပေါ်မှတီးပြီးတော့ အဲတခြားသောကျွန်တော်တို့ပစ္စည်းတွေရဲ့အနေအထားပေါ့နော်ရေးချက်နေကုစုမြဲတွေရဲ့အခြေအနေအနေအထားကိုမတူဘူးတော့ခါကြတော့ပြောင်းလဲမှုများရှိခဲ့မယ်ဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ကကို criteria နဲ့ကိုပြန်ပြီးတော့ comparable ဖြစ်အောင်ပေါ့နော်နှိုင်းရှင်လိုရတဲ့ဒါမျိုးဖြစ်အောင်တော့လုပ်ဖို့လိုအပ်တယ်အဲဟိုဟာပေါ့ဒီအိုင်းမဲဟိုနေရနေ့ဖြစ်ဘလောက်ရလဲငါးဖြစ်ဘလောက်ရလဲဆိုတဲ့ဟာလောက်နေတော့ပြီးသွားမယ်ဟာမျိုးမဟုတ်ဘူးပေါ့ဒါလေးကျွန်တော်တို့သဘောတရားကိုပြောပြရပါပေါ့နော်ဘာပြောကျွန်တော်စနေတကြနေကိုရဲ့ဒီ laboratory ဆက်မဲ့ internet မှာဒီကြခိုင်ခိုင်မှာလုပ်ထားအောင်အဲခိုင်ခိုင်မှာလုပ်ထားဖို့ခိုင်ခိုင်မှာမှာလုပ်ထားဖို့လိုမယ်ဆိုတော့ကြိုတင်ပြီးကျွန်တော်တို့နားလည်ထားပါ าผิดไป အဲ့တော့ကျမတို့အဲဒီနံပါတ်1ပေါ့နော်ပထမဆုံးဒီ equals ပေါ့နော်ဒီ proficiency test PD equals လို့ခေါ်တဲ့ကောင်းလာကြတော့ကျမတို့ common pool ရကနေ unknown sample ကိုယူထားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒါကိုကျမဘယ်ရောက်ပို့ပါလဲဆို PD provider ပေါ့နော် instant နေရနေပို့ပေးလိုက်မယ်အဲ့ဒီတခွဲနမူနာတွေကိုတခွဲကန်တစ်ခုစင်းစီရပေါ့နော် lab တစ်ခုစင်းစီရရရှိပြီးတော့ခါကြတော့ရလာတဲ့ဖြည့်ပြန်ပြီးတော့ PD provider ဆိုပြန်ပို့မယ်ပြီးတော့မှ thermal criteria တွေပြန်စစ်ပြီးတော့ခါကြတော့ရလာတဲ့အကောင်လုံးကို laboratory ပါဝင်တဲ့ laboratory ပေါ့နော်သူရဲ့ program ထဲမှာပါဝင်တဲ့ laboratory ကိုပြန်တစ်ခုစင်းစီပြန်ပြီးတော့ခါကြတော့ပေးပို့ အအကြောင်းကြားရတဲ့ data ဖြစ်ပါတယ်။အဲကျွန်တော် equest ဝင်ရောက်နိုင်မှုအတွက်ကိုကျွန်တော်တို့စစ်ဆေးဖို့ရဲ့အာစစ်ဆေးရမယ့်ချက်လေးဒီမှာအားလုံးပေါင်း၅ချက်ကိုဒီမှာရေးထားပါတယ်။ ။အားလုံးပြီးတော့ဟာကျွန်မတို့ကအဲတကယ်စစ်ဆေးဖို့အဲ RSC program ဝင်မဲ့နေသားမှာအဲဒါအုပ်ကင်တွင်မဲ့ management team နဲ့သွားပြီးတော့ဆွေးနွေးရမှာဖြစ်ပါတယ်။အရင်အရင်ဆုံးကကျွန်မတို့က sample တွေကိုဘလောက်ကြာ frequency နဲ့ပေါ့နော်သူရဲ့စစ်ဆေးရဲ့နှုန်းကတစ်ပတ်ကြာတစ်ခါလားနောက်မှတစ်လကြာတစ်ခါလား၆လကြာစတဲ့ပဲဒါမျိုးကျွန်မတို့က schedule လုပ်ထားပြီးသားဖြစ်ရမယ်။ပြီးတော့ပါဝင်ဆောင်ရွက်မဲ့ဒီ laboratory ရဲ့အရေးအတွက်ပေါ့နော်။ lambda participant ဆိုတာ lambda တော့ laboratory ပေါ့ participant အရေးအတွက်ရဲ့တခါကျွန်မတို့အဲ report review ပေါ့နော်။ကိုယ့်ရဲ့ဒီ laboratory ရဲ့စစ်ဆေးရရလာရလက်ကိုဘယ်လိုမျိုးကျွန်မ တော့ပုံစံဖော်မလေးပေါ့နော် attribute ဆိုတော့သူရဲ့အဲထဲထဲမှာရှိတဲ့ပစ္စည်းပေါ့လीသူရဲ့ report ကိုဆိုမှာဘယ်လိုပုံစံမျိုးအနေနဲ့ format ပုံစံမျိုးအနေနဲ့ထားမှာလေအဲ့ဒီတိုင်းဆိုမှာတော့ပြန်ပြီးတော့နိုင်ရှာမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါတွေကိုလည်းဆိုမှာကနေဦးချက်ဒီလိုမျိုးတတ်မှတ်ထားဖို့လိုအပ်တယ်ပြီးတော့ဟာကြ calculation ပေါ့နော် computation တွက်ချက်မှုရလာတဲ့ဒီအဖြေရလက်တွေဘယ်လိုမျိုးပုံစံမျိုးတွက်ချက်ကြရမှာလဲတခါကျမှကုန်ကြေးစိတ်ကောဘယ်လောက်ရှိမှာလဲပေါ့နော်ဖက်ဖက်ကကျမဒါတွေကိုစဉ်းစားပြီးတော့ဟာကြရမှာတာလိ management team နဲ့တွေ့ပြီးတော့ဟာကြအသေးစိတ်ကိုထပ်မှန်ပြီးတော့ဆွေးနွေးရမှာဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့ e-quest ကလာတဲ့ sample ကိုစစ်တော်မယ်ဆိုလို့ရှိရင်ခဏဦးက documented procedure တစ်ခုရှိရမယ်။သတ်မှတ်ထားတဲ့ procedure ရှိရမယ်။ရှေ့ကကျွန်တော်ပြောခဲ့တဲ့ predetermined criteria ဆိုတာ တဲမှာဒါလည်းဒါအဓိကပါဝင်နေပေါ့နော်မိတို့ဘယ်လိုပုံစံနဲ့ဆက်မှာလဲ sample ကိုရပြီဆိုလို့ရှိရင်အဲ့ sample ကို processing လုပ်မဲ့ sample ဆက်ပြီးတော့ sample collection ဆက်ပြီးတော့ယူရတဲ့အချိန်ကနေဆက်ပြီးတော့ processing သွားမဲ့အနေဒါပြီးတော့အခုကိုများကျွန်မတို့ဒီ result နဲ့ပတ်သက်ပြီးတော့ interpret လုပ်ဖို့လုပ်မယ်ဆိုလို့ရှိရင်လည်း interpret လုပ်တဲ့ဒီ criteria ကိုဘယ်လိုပုံစံမျိုးတိုင်းသွားမှာလဲပေါ့နော်မိတို့ဒီအဲဒီ variation တွေပေါ့နော် biology variation pv database တွေသုံးတဲ့အဲပုံစံအစပေါ့နော်ဆိုတော့အဲ့ဒါတွေအကုန်လုံးကျွန်တော် acceptable criteria တွေကဘယ်လိုပုံစံမျိုးရှိလဲဆိုတော့ခဏဦးတွေသတ်မှတ်ထားပါဖြစ်ပါတယ်ပြီးတော့ဟာကြတော့ beauty provider တွေပဲညွှန်ကြားချက်ရှိတဲ့အတိုင်းမြည်တဲ့ခေါင်းနဲ့ကိုင်းညာလို့ကျွန်တော်တို့အဲ့ဒီအဲပေးတဲ့ပစ္စည်းတွေပေါ့နော် reconstitution လုပ်ဖို့လိုတဲ့ solution တွေပဲဒါတွေကျွန်တော်တို့ကြိုတင်ပြီးတော့ပြင်ဆင်ရမှာဖြစ်ပါတယ်ပြီးတော့ဟာကြတော့ပုံမှန်တိုင်းကျွန်တော်တို့ run နဲ့လိုပါရ run ရမယ် routine sample နဲ့အတူတူကျွန်တော်တို့ run ရမယ်နောက်အတူတလဲကြီးလုပ်ပြီးတော့ဟာ live juicy equals စီလာပြီးဒါတော့ဒေရှာလုံးပါဖြစ်တော့ ဒါ work နဲ့အရင်ကတော့အဲ laboratory use ဆိုတော့ technician လို့ရတာဒီတစ်ခါကတော့ဒီ equest ကလာ system စံဖြစ်တဲ့ကြောင့်ဆိုတော့ laboratory supervisor ကိုယ်တိုင် run မယ်ပေါ့အဲဒါမျိုးရလို့လို့မရဘူးပုံမှန်တိုင်းဆိုတော့ရှိနေတဲ့ laboratory quality ကိုကြည့်နေတာဖြစ်ကြတဲ့ပုံမှန် run တဲ့ပုံစံတိုင်းပဲသွားရမယ်ပုံမှန် run တဲ့လူကပဲ run ရမယ်ပုံမှန် laboratory sample processing လုပ်တဲ့လူကအဖြစ် processing သွားပြီးတော့ခါကြတော့ဒီအားလုံးလောဆုံးပြီပေါ့နော်လုပ်တဲ့အနေထားတွေအကုန်လုံးကိုလည်းပဲပုံမှန်တိုင်းဆိုတော့ဆက်လက်ပြီးတော့သွားမှာကြည့်တာကြတော့ထူးထူးလေးဒါကြီးကို UI design လုပ်စရာဘယ်လိုပေါ့နော်လုပ်လဲမလုပ်ရပါဘူး 你让阿娇罗的。 အဲပုံမှန်စက္ကန့်နဲ့လိုရပဲ runner ဖြစ်ရမယ်တခါတည်းပဲ runner ဖြစ်ရမှာเนาะနှစ်ခါလောက်သုံးခါလောက် run ပြီးတော့ခါကြတော့အရှင်ကြီးလာပါမယ်ငါတို့ဟာလေ equest မှာငါတို့ဟာလေအဲအဲ reset မှာ reset ကောင်းအောင်လို့နည်းနည်းလေးနှီးဆက်တဲ့ဟာလေးပဲပြေးလိုက်မယ်ဆိုတာမျိုးမျိုးမလုပ်ရဘူးပေါ့เนาะတခါတည်းပဲ run ရမယ်ဒီချိန်နဲ့ပို့ပြီးတော့ run ရမှာပြီးတော့ရလာ reset ကိုလည်းတခြားတော့ laboratory test ကိုပို့ပို့ခါကြခင်ရောဘလောက်ရငါတို့ကဘလောက်ရလဲဒါလေးကတော့မှန်တယ်မှားတယ်ဆိုပြီးတော့ခါကြတော့မှာကောင်းနိုင်တဲ့ဟာလေးလေးကိုရွေးပြီးတော့အဲကိုယ့်ရဲ့ကိုယ်စိတ်ထင်တယ်ပေါ့ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့အရှိကတခြားတော့ test တွေနဲ့ရှင်ပြီးတော့ run ပြီးတော့မှာအဲဒီ equest လေးက တွေကတော့မှန်နိုင်တယ်အမှန်ဆုံးလောက်ဖြစ်မယ်ဆိုပြီးတော့ကျတော့ပို့လို့လည်းပဲမရပါဘူးမိကိုမိဘသားမျိုးဖိုင်လောက်အောင်ပေါ့နော်မိဘသားမျိုးအဖြေကိုဖိုင်တွဲမယ်ရလာတဲ့အဖြေ result result ဒီဟာတွေကိုလည်းပဲတခြားဘူးနဲ့မတိုင်လို့တိုင်မီလို့မရဘူးနော်ကျတော့ဆောင်ပွဲဖြစ်လို့ပေါ့နော်ဆောင်ပွဲမှာကျွန်တော်တို့ ဒါလည်းပါတော့ ABCD ရေးရတဲ့အဖြစ်ဖြစ်ရဆိုတော့ A မှန်တယ် D မှန်တယ်ဆိုပြီးတော့ဟာကြတော့ကျမတို့မှန်တဲ့ဖြေရာတစ်ခုပဲရှိမယ်ဆိုလို့ရှင်ကိုကအဲ့ဒါကို A မှန်လောက်ပြန်လာလို့တခြားလူနဲ့သွားပြီးတိုင်းမင်းတာမျိုးလည်းမလုပ်ရသလိုအဲဒီအဖြေကိုဒီဥစ္စာကိုကျမတို့ကဒီပုံမှန်တိုင်းဆောင်ဝဲဖြစ်စီဖြေတဲ့အကြောင်းတော့မဟုတ်ဘဲနဲ့တခြားတော့ကျမတို့ experience experience ရှိပြီးသားဆရာကြီးဆရာမကြီးကပြောပြီးဖြေလို့လည်းမရအောင်ဆိုတော့သဘောတရားပါပဲပေါ့နော် e-quest ရဲ့ sample စစ်စစ်ရဆရာမအဲ့တိုင်းသွားရမှာဖြစ်ပါတယ် နောက်ကြာကျွန်မပြန်ပြီးတော့ပြန်လည်ဖြစ်စ်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီ performance တွေပေါ့နော် inner level တွေ comparison လုပ်တဲ့ဒီ program performance တွေကိုသက်ဆိုင်တာဝန်ရှိရတဲ့လူနဲ့တိုင်ပင်ဆွေးနွေးပြရမှာဖြစ်ပါတယ်အဲ့တော့ performance criteria တွေကျွန်တော် ပြောခဲ့တဲ့အတိုင်းပေါ့နော် predetermine လုပ်ထားပြီးသားရှိကို set လုပ်ထားပြီးသားရှိအဲ့ရတိုင်းမပြည့်မီဆိုလို့ရှိရင် correct action ယူရမယ်ပြီးတော့အဲ့ဒီထဲမှာကျွန်တော်တို့က account တွေ for တဲ့ကိစ္စရပေါ့နော်ပြန်ပြီးတော့ဒီ matter တဲ့ကိစ္စရပေါ့အကုန်လုံးထည့်သွင်းပြီးတော့ဟာကြလုံးဆောင်အောင်ဖြစ်ပါတယ်ပြီးတော့အဲ့ correct action လုပ်ပြီးသားဆိုလို့ရှိရင်လုပ်တဲ့လေးဆိုပဲလုပ်လို့မရဘူးအဲ့ကောင်အတိအကျမလို့ဆက်လိုက်ပြီးတော့ကျွန်တော် monitor လုပ်ပြန် ပေါ့နော်စောင့်ကြည့်နေရမှာဖြစ်ပါတယ်ပြီးတော့ရလာ result တွေဖြစ်ပေါ်နိုင်တဲ့ညီသားလေးတွေကိုလည်းပဲဆိုတော့အဲ့မှာပြဿနာရှိလားမရှိလားဆိုတော့စောင့်ကြည့်ဖို့လိုအပ်တယ်ပြီးတော့လိုအပ်လို့ရှိရင်လည်းထပ်မံပြီးတော့အခါကျတော့နောက်မဖြစ်ပေါ်ရလေအောင်ပေါ့နော်တူညီတဲ့အမှားတွေမဖြစ်ပေါ်လာ preventive action ပေါ့နော်ကြိုတင်ကာဝယ်တဲ့ပုံစံတွေကိုလည်းပဲကြိုတင်ပြလို့ထားလှုပ်ဆောင်ထားဖို့လိုအောင်မှာလိုမှာဖြစ်ပါတယ်အဲ့တော့ဒီလိုလောက်ကြီးလုံနိုင်တော့မှသာကျွန်တော်တို့ကဒီ e-quest ကနေနောက်ဆုံးပဲအဲရလာတဲ့ဒီ result ကိုအဲကျွန်တော်တို့ဒါအသုံးမင်းနေဒါအထိပယ်ရှိရပေါ့နော်လှုပ်လိုက်ပြီးစစ်လိုက်ပြီး CPU ပို့လိုက်ပြီးလေးဆိုတာမျိုးမဟုတ်ဘဲနေကြားလာတဲ့အဖြစ်ပေါ်မှာလေးပဲကျွန်တော်ဆက်လက်ပြီး ီးတော့ခါကြလိုအပ်တဲ့ corrective action တွေကိုလုပ်ဖို့လိုလာရရှိခိုင်းရှိနိုင်တယ်တခါကျမတို့ထပ်ပြီးတော့ဒီမှာပြောထားသလိုကြိုတင်ပြီးတော့ coverage prevent action တွေလုပ်ဖို့လေလိုလာနိုင်တယ်ပေါ့နော်ဒါကြောင့်လို့ကျမတို့ဒါအဆင်အဖြစ်ပါတယ် equals ဝင်ပြီးသွားပြီဆိုကျွန်တော်တို့ laboratory စင်တန်းရံမြက်သွားပြီဆိုတာမျိုးဒါမျိုးတန်းပြီးတော့လုပ်လို့မရအမြင်နဲ့ကျမတို့ဒီ QC program သွားတဲ့နေသားက process တစ်ခုဖြစ်တယ်အမြင်နဲ့ကျမတို့လုပ်ဆောင်နေမှာနေသားဖြစ်တယ်ဆိုတာကိုလည်းပဲအားလုံးနားလည်ရမှာဖြစ်ပါတယ် အဲ့တော့ report မှာမားရေးပါတင်လဲပေါ့နော်ကျွန်တော်ကပြော report attribute attribute ဆိုတာကျွန်တော်ပါဝင်တဲ့ format ပေါ့နော်ပြည့်ပုံစံဘယ်လိုပါဝင်ရမလဲဆိုလို့ရှိရင်ကျွန်တော်စစ်စေးတဲ့ analyze name ပေါ့မှာ glucose ဆိုတာဒါမှမဟုတ် hemoglobin ဒါကိုကျွန်တော်ထည့်ခြင်းပြီးတော့ပြပြရမယ်သူရဲ့ထုတ်ပေးတဲ့စနစ်က parameter percentage ဆိုတာစသည်ပြီးတော့ခုခုပေါ့နော်သူရဲ့ထုတ်ပေးတဲ့ unit နောက်ကြ sample id ထုတ်ပေးပြီးသား result ပြီးတော့ဟာကြပါဝင်တဲ့တခွဲကအရေးအတွက် n ပေါ့နော်ပြီးတော့ n နဲ့ပတ်သက်ပြီးပြင်ဆင်မှာထပ်ပြီးတော့ပြောမယ်ပြီးတော့သူရဲ့ gradient ကဘယ်လောက်ရလဲပေါ့နော် gradient acceptability ကဘယ်လောက်ရှိလဲဆိုတာလေးပဲကျွန်တော်တို့ဒီဟိုမှာထည့်ခြင်းပြီးတော့ပြပြရအောင်ဖြစ်ပါတယ်အဲ့တော့ ဲ့ဒါကိုကြည့်ပြီးတော့ပဲကျမတို့အဲရလာတဲ့ report ဒီကိုအခြေခံပြီးတော့ကိုလိုအပ်တဲ့ဆက်လက်ပြီးတော့ corrective action တွေကိုလည်းပဲဆက်လက်ပြီးလုပ်ဆောင်ပြီးသွားမှာဖြစ်ပါတယ် တချို့ဟာရဲ့ကျွန်တော်ခဏနဲ့ထွက်တာရှိတယ်ပေါ့နော်အဲ့တော့ main တို့တခြားကျွန်တော်တို့ expected range တွေပါတာရှိမယ် SD ပေါ့နော်တခြားကျွန်တော်တို့ SD အပြင် SDI ပေါ့နော် standard deviation index တွေဟာလည်းပဲ SASCO တို့ဟာမျိုးနဲ့တွဲပြီးတော့ဟာကျတော့ပါတာလေးရှိတယ်နောက်တော့တခြားသော comparable လုပ်လို့ရတဲ့တခြား parameter ရှိပြီးကျွန်တော်တို့နမူနာတွေလည်းပြပါမယ်ဆိုတော့ကျွန်တော်တို့ကသူ့ရဲ့ဒီ report မှာပါဝင်တဲ့ပုံစံတွေကအနည်းအားဖြင့်အများပုံစံမျိုးစုံနဲ့လာနိုင်တယ်ပေါ့နော်ဒါကလည်းပဲ equest ထုတ်ပြီးရဲ့ဒီ provider PD provider တွေရဲ့အခြေအနေပေါ်မူတည်တယ်ပြီးရင်ကျွန်တော်ပုံ ံစံမျိုးမျိုးရှိတော့ဒီ source တွေပေါ့နော်အဲနာမည်ကြီးတကယ်ဝယ်ဒီ equest ကိုစစ်ဆေးဖို့ရန်အတွက်ကိုထုတ်ပြရဲ့နေရာတွေရှိတယ်သူတို့တွေကနေပြီးတော့ထုတ်ပြရဲ့ပုံစံတွေထုတ်နေလို့မတူကြဘူးပေါ့နော်အဲ့တော့ဘယ်ပေါ်အချိန်ကမ်းမလဲကျွန်မတို့ကဒီမှာဒီ comparable ဖြစ်လို့ရတယ်လဲပေါ့နော်နှိုင်းရှင်လို့ရတယ်ဆိုတော့လို့ဆက်လက်ပြီးကျွန်မတို့အဲလေ့လာကြမှာပေါ့နော်ပြင်ဆင်သွားထပ်ပြီးတော့ရှင်းပြပေးပါဦးမယ်တခြားမိုင်လို့လို့ရသေးတယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ဒီခဏန်းနေနဲ့လို့လို့ရသလို graphic ပေါ့နော်ဒီအဲ ပုံဆွဲထားရမယ် histogram အကြီးနောက်တစ်ခါကျတော့ yum plot yuran graph တိုင်းနဲ့လည်းကျွန်တော်တို့ကြည့်ပြီးတော့အဲသူရထုတ်ပေးထားတဲ့ဒီ pt result တွေထုတ်ပြတဲ့အနေအထားမျိုးတွေကျွန်တော်တို့ရှင်းလို့ရတယ်ဒီခါကျွန်တော် cumulative report ပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြလိုက်ပြခဲ့ပြီးသား cumulative report ဆိုတဲ့ဟာကိုကျွန်တော်ဘယ်လိုပုံစံမျိုးအနေနဲ့အဲ season နဲ့ပြီးတော့အရာရတဲ့ဒီတာကိုကျွန်တော်ဘယ်လိုမျိုးအသုံးချလဲဆိုတာလေးပဲအဲ့ဒါလေးပဲကျွန်တော်တို့ပြောပြခဲ့ပြီးဖြစ်တယ်ပေါ့နော်ပြီးတော့တခြားသော quality specification ပေါ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြပြခဲ့ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ quality specification ထားချက်ကျွန်တော်တို့အရှိပိုင်းဒီအဲ quality ဒီအဲနေပတ်သက်ပြီးတော့ခါကြတော့ biological database BB နဲ့ပတ်သက်ပြီးတော့ပြောကြရဲဟာဒါတွေကိုကျွန်တော်တို့တွက်ဖက်ပြီးတော့ခါကြတော့ specification ရပြီးလက်ခံနိုင်တဲ့ database ဖြစ်အောင်လို့အဲကိုယ့်ရဲ့ဒီ test ဟို result တွေကိုယူမလဲပေါ့နော် subset criteria ရဲမှာပါဝင်နေတဲ့ database ဖြစ်လာလို့ရှိရင်ဒါဆိုချိန်လဲဆိုတော့ကျွန်တော်ပြပြပြီးဖြစ်ပါတယ်အဲ့တော့အဲ့ဒီအတိုင်းကျွန်တော်တို့ comparison ရှိခြင်းအပြင်လည်းပဲအဲသူရဲ့ video report တွေကို recognize နေတာဖြစ်လားမဖြစ်လားဆိုတော့ကျမတို့အဲထပ်ပြီးတော့အကြည့်ပြီးလို့ရတယ်ပေါ့နော်ဆိုတော့အစုံမှာပဲကျမတို့ခုနပြောခဲ့တဲ့လိုပဲတခုပုံစံ format တခုရဲ့ပုံစံမဟုတ်ဘဲနဲ့ PDF report ပုံစံဟာပုံစံမျိုးစုံဖြစ်နိုင်ပါတယ်ပေါ့နော်ဒီမှာဆိုကျမတို့ proficiency test တစ်ခုရဲ့အဲ equest ပေါ့နော် equest တစ်ခုကနေပြီးတော့ဒီရလာတဲ့ဒီ အာ result တခုပေါ့နော်ဖြေစာတူဆိုမှဒီမှာပြောထားတယ်ဘီလီရိုမင်းစစ်တာပေါ့နော်ဒီမှာကတော့သူ့ရဲ့ဒီ lab name တော့မပြောထားဘူးဒါကတော့ဆီမှာတော့ဟိုဟာပေါ့ training ရဲ့အတွက်ပဲပြီးရဖြစ်တဲ့ဥစားအောင်လို့တခုခုမှတခုခုကိုဆီမှာ promote လုပ်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့နမူနာပဲဆီမှာပြခြင်းဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ program က monthly ပေါ့နော်လစဉ်ဝင်တဲ့ဟာဖြစ်ပါတယ်ဒီမှာသူ့ရဲ့ cycle က July ်ပေါ့နော်သူရဲ့2015 2016တနှစ်အတွင်းမှာရလာတဲ့ဒီ result တွေကိုကြည့်ပြီးတော့ဟာကျတော့သူကဝင်လာတဲ့အနေထားပေါ့နော် sample sample number ကတော့တလောက်ပြီးတော့ဟာကျတော့စစ်စေးဟာဂျွန်2016ပေါ့နော်ပြီးတော့ lot number တလောက်ဆိုတော့ဟာသူမှာပေါင်ပြည့်စုံရမယ်ဒီ oxide ပါတယ်ပေါ့နော်ခုနကပြောရတဲ့မှာလေးပဲဒါကိုကျွန်မတို့ထည့်သိမ်းပြီးတော့လည်းပြပြထားပြီးဖြစ်ပါတယ်အဲ့တော့ result ကတော့ဆိုမဲ့ဒါတလောက်ရရတယ်ပြီးတော့ comparative comparative statistic အနေနဲ့ဆိုဆိုမှာဘာတွေပါလဲဆိုတော့ mode တို့နောက်တစ်ခါကျ method တို့ပါတယ်ဒီခါကျွန်မတို့ပြရပေါ့နော်မိမိတို့ဒီ night shift နဲ့ဒီ juicy program ပေါ့ ော် Insta နဲ့ eQuest မှာပါဝင်ပြီးတော့နိုင်ရှင်တဲ့ဒီအရေးအတွက်တွေလည်းပဲဒီမှာကြားထားပါ Almost မှာ400ကျော်ရှိရဲ့ပေါ့နော်ပြီးတော့ရလာတဲ့ဟာတွေကလေးပဲဆိုတော့ mean တို့ SUC တို့ထားရရှိထားပြီးသားဆိုတော့ကျွန်တော်တို့ကသူရဲ့အဲခဏန်းပေါ့နော်ဒီ Ju eQuest ရဲ့ခဏန်းငင်းခဏန်းနေလောက်ထိများတယ်လောက်ထိစိတ်ချရတယ်ဆိုတော့ကျွန်တော်တို့ထားရရှိပြီးတော့သိနိုင်တယ်ပေါ့နော်မိရဲ့အဖြေရ result ကတော့လောက်ရတယ်ဆိုတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်ဆိုတော့ဒါကပါလေဆို eQuest report တခုပေါ့နော်ထွက်လာတဲ့အဖြေတခုကိုကျွန်တော်တို့အဲ့ပုံစံမျိုးနဲ့ကြည့်ပြီးတော့ဟာကြတော့အဲဒါကကိုယ့်ရဲ့ laboratory ရဲ့ဒီ performance ပေါ့နော်ဒါကိုကျွန်တော် တို့ပြန်ပြီးကြည့်လို့ရတာဖြစ်ပါတယ်။အဲဒီမှာကျွန်မတို့ကအဲဒီ hematology analyze တခုပေါ့နော်။အဲဒီမှာတော့ကျွန်မတို့ sample ပေါ့။ဒါတော့သူ့ရဲ့ဒီအဲသူစီဆိုင်ခဲ့တခုအတွင်းမှာစစ်ဆေးပေးတဲ့ sample ကတော့အလုံးစုံဒီမှာတင်းတဲ့သုံးငါးကားရှိတယ်။ဒီမှာတော့ plate လက်ကောင်ဆက်ထားတာပေါ့နော်။အဲတော့ ဒီမှာကျွန်တော်တို့ဒီမှာ report result တွေကဒီမှာဒီလောက်တွေရရဒီမှာ and mom and ကကျွန်တော်တို့ကခုနကပြောခဲ့တဲ့ number of participant ပေါ့နော်ပါဝင်ပြီးတော့ဒီလောက်စာအောင်အဲဒီ e question မှာရတဲ့အခြေအတွက်တွေပြောပြတာဖြစ်နေဒီမှာဆိုလို့ရှိရင်သူရဲ့အခြေအတွက်တွေအကုန်လုံးဒီမှာရှင်းလို့ရတယ်ဒါကကျွန်တော် expected result နောက် mean sdsdi နဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ grading ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကတော့ကျွန်တော်မပြမပါမဖြစ်ပေါ့နော် QC ဒီ e quest system ကနေပဲထုတ်ပြတဲ့ဒီ report မှာမပါမဖြစ်ဒါကသူရဲ့ attribute တွေဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကြီးပဲနေဆုံးဒီလောက်လေးပါတယ်ဆိုလို့ရှိရင်ဒါကိုလက်ခံလို့ရတဲ့ data ဖြစ်တယ်လို့ကျွန်တော် ပြောလို့ရပါတယ်။ဟောကျွန်တော်ပြောရစမှာ number of participant ကိစ္စပေါ့နော် n ကခုနကစမှာဆို30ကျော်လေးတွေ့ကြရတယ်ပေါ့နော်ခုန slide မှာဆိုတော့ तू and တားနေဘာဖြစ်လဲဆိုတော့ခါကြတော့ तू ကသူ့ရဲ့ဒီ statistic ကိုတွက်လို့မရတော့ပေါ့ဆိုတော့ तू ကအရင်စိတ်မချရင်အလားဖြစ်သွားပြီပေါ့နော်နည်းနည်းပေါ့က and နှစ်ခုသုံးခုအဲထားလိုက်ပါတော့အဲ့လိုမျိုးပုံစံမျိုးနဲ့စမှာဘယ်လိုမျိုးများဒီဥစ္စာက reliable ဖြစ်တဲ့ data ရရတွက်မှာလေပေါ့ဒါကြောင့်စမှာတို့ဒီ n ရန်နေလို့များခုန၈တခုကျော်ကစမှာတွေ့ခဲ့သူတို့မဲ400ကျော်ပါပေါ့နော် UAP ကဘယ်လောက်ရှိလဲ400ကျော်900လောက်ရှိရင်အဲ့ဒါမျိုးတွေဖြစ်ရမှာ န်နီယာအဲ့တော့အန်များလေသူရဲ့တာဂက်ပဲလို့ကျွန်တော်တို့နှန်ဆာရလွယ်လေးဖြစ်တယ်ပြီးတော့အန်များတဲ့အချိန်မှာဖြစ်လဲဆိုလို့ရှိရင် VR group ကိုကျွန်တော် SD ထွက်ချနိုင်ဖို့အတွက်ကိုလည်း data point အနေနဲ့များတုံးလို့ရတယ်ဒါကြောင့်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီ N ကများနေဖို့လိုပါတယ်အန်ရနေလို့မရဘူးခုနကကျွန်တော်30ကျော်ခန့်ကျတော့လောက်ဆိုလို့ရှိရင်လည်းအဆင်ပြေရပါတော့အဲ့တော့ ရဇာဝါဆီမှာအရင်တက်ရောက်တာမျိုးမရှိတော့ဘူးတက်ခုနပြောလို့ဆိုတာ target ပဲလို့မှန်းစားရလဲလွယ်တယ်တကယ်လို့အန်နေဆိုလို့ရှင်ကတော့သူက outline ရဲ့သတ်မှတ်မှုမှမှန်ကန်ခြင်းကိုဆီမှာတို့တွေ့ရမှာပေါ့နော်အဲ့တော့ main နဲ့ sg ကိုတွားကြည့်အဲ့ဒါဆိုရှင်ပါပါဝင်တဲ့အဲသူ့ရဲ့ဒီ main နဲ့ sg ကိုတွားပြီးကြည့်ပြခါကြာဒီလောက်ဆိုရင်တော့ဒါတိတ်မဟုတ်တော့ဘူးဆိုပြခါကြာတွားကြည့်အဲ့ ng ကအရင်အနေနေတာဆီမှာတွေ့ရမှာပေါ့နော်အဲ့တော့အနည်းဆုံးတော့ဆီမှာတို့30လောက်ပါဝင်သင့်တယ်ဆိုပြခါကြာတော့ပြောထားရည်တော့ရှိပါတယ်ပေါ့နော် recommend ကတော့အနည်းဆုံး30တော်ဆီမှာတို့ရှိ slide ကဆိုပြီး30ကျော်ကျော်လေးရေဆိုလို့ရှင်ပဲလက်ခံလိုရနေထားကြည့်တယ်ဆိုရင်ဆီမှာတို့နားလည်လို့ရတယ်ပေါ့နော် အဲ performance criteria အနေနဲ့ဆိုလို့ရှိရင်ကျမတို့က limit of acceptability ပေါ့နော်လက်ခံလို့ရတဲ့ limit တွေရှိရဲအဲ့တော့အဲ့ဒီကောင်ကြီးကကျမတို့ကသူ့ရဲ့ဒီ စစ်စေး analyzer တို့သတ်မှတ်ထားတဲ့ limit တွေကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့လက်ခံလိုရတဲ့အနေထားတွေကဒီမှာသုံးဖို့ရည်ထားတယ် target value တခုရှိရမယ်ဒါမှမဟုတ်ရှင်တဲ့အဲ့ဒီ target value ကိုမှသာ specify value plus or minus တခုခုပေါ့နော်တွဲထားတဲ့ဟာမျိုးနဲ့လက်ခံလိုရတယ်ပြီး percentage လက်ခံလိုရတဲ့ခါကျမတို့ SG နဲ့လက်ခံလိုရတယ်ဆိုဒါနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဒီဟိုဟာ acceptable criteria တွေဘယ်လိုပုံစံမျိုးတွေရှိလဲဆိုတော့ကျမတို့ရှေးပိုင်းကဟိုးရှေးပိုင်းတော့ဟာ limit တော့ acceptability accept acceptability အဲနေပတ်သက်ပြီးတော့ပြောခဲ့တော့ဟာလေးပဲဒါတွေပြပြပြဖြစ်ပါတယ်ဘာတွေအခြေခံတာလဲဘလောက်ထိယူလဲလဲဘလို့ analyze တွေကတော့ဘလို့ပုံစံမျိုး percentage နဲ့ထားမှလားဘယ်လိုဟာတွေဆိုရှင်းတာကဲဘလို့နဲ့ထားလို့ရလားဆိုတော့လေးပဲဆီမှာရှေးပိုင်းကကြည်ကြည်ပြန်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ပြီးတော့ဟာကြတော့ဆီမှာတို့သူ့ရဲ့ဒီ အဲ rejection criteria ဒါမှမဟုတ်ရှင်လဲ acceptance criteria တွေပေါ့အဲ့ဒီနေစမပတ်သက်ပြီးတော့ခါကြသူရဲ့ nilan တွေပေါ့နော်အဲလက်ခံလို့ရတဲ့ nilan တွေရှင်းပြလို့ရတဲ့ nilan တွေဒါတွေစမရှင်းရှင်းလေးရှိဖို့အတွက်ဆိုလို့ရှင်တော့ PD provider အနေပြီးတော့ပြောပြလို့ရတယ်ပေါ့နော်သူမပြောတော့ဆိုလို့ရှင်စမတို့ကကိုယ့်ရဲ့ဒီ performance ဒီ criteria ပေါ့နော်ကိုယ့်ရဲ့ဒီအဲသတ်မှတ်ထားရမယ့်ရှိတဲ့ရှိရှိစဉ်ရှိတာတွေသတ်မှတ်ထားရမယ့်ဟာကြိုတင်ပြီးတော့ခါကြတော့အဲကိုယ့်ဘာသာကိုပြင်ဆင်ဖို့လိုမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲအဲ့ဒီမသက်နဲ့ပတ်သက်ပြီးတော့လည်းပဲမီရို laboratory ဘက်ကနေကြိုတင်ပြီးတော့နားလည်ဖို့လိုအပ်တယ်သူဘယ်လို set လုပ်ပေးထားလဲသူဘယ်လိုသတ်မှတ် ထားရတယ်ဆိုတော့နားလည်ပြီးတော့မှဆိုအဲ့ဒီတိုင်းကျွန်တော်တို့ကလိုက်ရောညီတွေရှိအောင်လို့ဒီ performance criteria တို့သတ်မှတ်ပြီးပို့လိုရဲပေါ့နော်ဆိုတော့အဲ့ဒါဒါအဓိကပေါ့နော် performance criteria ဒီစာဆက်မလုပ်တာဆိုရှင်ကျွန်တော်တို့ဒီ comparable ဖြစ်တယ်ဆိုတဲ့ကိစ္စမျိုးဆက်လက်ပြီးတော့လုပ်လို့မရဘူးပေါ့နော်ညီမတို့ကျွန်တော်တို့ နေဒီမှာ TE ရေပေါ့နော်အဲ TE ကိုကျွန်တော်သတ်မှတ်ထားတဲ့အနေထားကဒီမှာ platelet resolution 25%ပေါ့နော်ဒါ TE ရေကကျွန်တော်သိကြပြီဒါ total long wave error ကိုလက်ခံလို့ရတယ်ပမာဏတစ်ခုပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူ့ expected result က43 90နှစ်ဖြစ်တယ်အဲ့တော့ဒီမှာသူ့ရဲ့ဒီထွက်လာရရကဘယ်လောက်ရလဲဆိုမင်းရတလောက်ရဆိုရင်အဲ့ဒီမင်းရနေပြီးတော့သူ့ရဲ့ formula တိုင်းတွက်လိုက်ပေါ့နော် TE ကိုဆိုမင်းနဲ့ဒီသူ့ရဲ့ဟိုပါပေါ့ဟိုဟာနဲ့ percentage ပြန်ပြောင်းလိုက်မယ်ဆိုရလာတဲ့အဖြေကတလောက်ဒီဆောင်လို့ကျွန်တော်တို့ဒီ သူရဲ့ဒီ plus or minus limit တွေနဲ့ပြင်မရှင်းလိုက်တဲ့ခါမှာဆိုလို့ရှင်ဒါက43 87ဆိုတော့အဲ့မှာဒီမှာပြည့်ထားရဲဆိုမှာ expected result တွေမှာသွားပြီးတော့ဒါဝင်နေရအောင်တွေ့ရအောင်ဒါဆိုစမတို့ဒါဒီ okay တယ်ဗျာဒါကြောင့်စမတို့ဒါကိုလက်ခံလို့ရနေတာဖြစ်တယ် grading ကအပြည့် accept ပြီးဖြစ်လို့စမတို့ပေးရခြင်းဖြစ်တယ်ဗျာဒါမျိုးစမတို့သွားရမှာပေါ့နော်အဲ့တော့အဲ့တော့သတ်မှတ်တဲ့အနေအထားတွေက ဘယ်လောက်ထိရှိနေလဲပေါ့နော်သူရဲ့အဲတက်မှတ်ထားတဲ့အနေထားဘယ်လောက်ထိရှိသလဲဆိုတာရဲ့ criteria ဘယ်လိုပုံစံမျိုးနဲ့သွားရသလဲဆိုတာလေးပဲကျွန်တော်တို့သိပြီဆိုလို့ရှင်နော်သူကလည်းသူကျွန်တော်ပြန်လဲမချိန်စားလိုက်မယ်ဆိုဒီမှာဆိုရှင်သူကလည်းသူအဆင်ပြေသွားတယ်ပေါ့ဒါတမျိုးဒါမျိုးကျွန်တော်တို့ဖြစ်နေရမယ်ပေါ့နော်သူရဲ့ကိုယ့်ရဲ့ဒီ performance ဒီ criteria အနေနဲ့ခုဒီမှာတွေ့ရတဲ့အဲ result တခုပေါ့နော် proficiency test ကရလာ result တခုကိုဒီမှာဖော်ပြထားအနေထားကိုကြည့်လိုက်ပေါ့သူရဲ့ acceptance criteria ကိုမဖော်ပြပါဘူးလို့ပြောထားတယ်အဲ့တော့ဒီမှာဆိုသူရဲ့ အဟိုဟာကနောက်ဆုံးပဲရလာရလက်ကိုကျတော့ z score နဲ့ပေါ်ပြဒီမှာဆိုရှိမှာ result ဒီရှိရယ် mean ရှိမယ်ပြီးတော့ z score ရှိမယ်ပေါ့နော် ပြောရမယ်ဆိုရင် z z score ဒီရှိရဆံမှာပြောခဲ့ပြီးသား standard deviation index တူတူပဲပေါ့နော်အဲ့ sti နဲ့ညီမျှတဲ့ကြောင့်ဆံမှာဒါကိုယူလို့ရတယ်ပြီးတော့ဒါက left value ဒါမှမဟုတ်ရှင် result ကနေဆံမှာ mean ကိုထုတ်ထားတဲ့အနေထားပေါ့နော်အဲ့တော့ဒီမှာဆံမှာ inline လို့ပြောထား inline ဆိုတာဆံမှာဝင်တဲ့ကောင်လေးပေါ့နော်ဟို outline ရတယ်မပါဘူးအ inline တွေအကုန်လုံးဆံမှာတို့ထည့်သွင်းပြီးတော့ခါကြတော့စဉ်းစားပြီးတော့အဲ့ mean ကိုပြန်ပြန်ထုတ်ထားနေတာ ားကိုမှတို့ရရဖြစ်ပါတယ်အဲ့တော့တကယ်ရစမတို့ကအားလုံးသိကြပြီလား အဲ3ပေါ့နော် equal or less than 3လို့ကျွန်တော်ဒီကြားပြီးသားအဲ့တော့ ASD ဟာအဲနည်းတဲ့နယ်ပေါ့နော်3နဲ့ညီဒါမို့လို့ရှင်လဲ3တက်အဲနည်းတဲ့နယ်တကယ်တော့ဒီမှာကျွန်တော်တို့ဒီမှာ flagging ပေါ့နော်အနေတော့မဟုတ်ဘူးဒီမှာဆို T4 ပေါ့နော် total D4 target hormone ဆိုတော့အဲဒါကစစေးထားတာဖြစ်တယ်သူရဲ့ result ကဒီမှာ14ဆိုကြော်ရတယ်ပေါ့နော် mean ကဒီလောက်ဆိုလို့ဒါဖြစ်တဲ့အချိန်မှာသူရဲ့ SC ကဒီမှာ2.7ဆိုတာ3နာကိုကတ်နေပြီဘာပြောဆိုကျွန်တော်2တက်ကိုကြော်တာဖြစ်တဲ့ဆိုတော့ဒါ flagging လာပြနေပြီရေလို့ဒါ3ဆိုလို့ရှင်ဒီမှာလုံးဝ outline ရအဖြစ်သွားတော့မှာပေါ့နော်လုံးဝ မတို့အနေအား reflect ဖြစ်သွားမှာပေါ့ဇာစမတို့ဒီဒါက successful သွားပြီးကြည့်ပြီးတော့ဆရာသူရဲ့ performance ပေါ့နော်တဲ့သူရဲ့ acceptance criteria သွားပြီးတော့ကြည့်လို့ရတယ်ပြီး RM စကားလည်းလောက်ရှင်နေပေါ့နော်သူရဲ့ comparator တွေကိုပြင်ကြည့်လို့ရှင်ဒီမှာ PR ဖြစ်နေတယ်လို့ရေးထားတွေ့ရမှာဖြစ်တယ်ဒါကြောင့်မို့စမတို့ဒါဒီလိုမျိုးကြည့်ရတာပေါ့နော်သူရဲ့အပုံစံကအရှိရတွေ့ခဲ့တဲ့ဆရာမတို့ခုနက hematology plate နဲ့ count တိုင်းတာစစ်ဆေးပြီးတော့ရလာတယ် report ပုံစံမျိုးနဲ့မတူဘူးနားနာတမျိုးဖြစ်တယ်ပေါ့နော်ဒါဆိုဇာစမတို့ပုံစံတမျိုးနဲ့မျိုးမတူဆိုတာဆရာမရှိရအဲ့ဒါပြောခဲ့တာဖြစ်ပါတယ်ပြီးတော့အဲ့လိုကြည့်ရတော့ဟာကြာအဲ့ဒါတွေကိုထွက်လာတဲ့ဒီ result ပေါ့နော် သူရဲ့အာနောက်ဆုံးမရလာတဲ့ index တွေကိုကြည့်ပြီးတော့နောက်ဆုံးမရလာတဲ့သူရဲ့ report က attribute တွေကိုကြည့်ပြီးတော့ဟာကျွန်တော်တို့ကစဉ်းစားပြီးတော့မှတက်ခံလို့ရလားမရလားဆိုတဲ့ဟာကိုကျွန်တော်တို့သတ်မှတ်ပြရဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါက plugin ပြနေပြီအဲဒီဒီမှာကျွန်တော်တို့ဒီ one line ပြနေပေါ့နော်အဝါရပြနေပြီးတော့ဒါကျွန်တော်တို့စပြီးတော့ correlation ယူလို့မှဖြစ်တယ်အဲအဲ့ဒါပြဿနာပေးနေပြီပေါ့နော်တခြားဟာတွေ UI ရဲ့အချင်းမတီးအောင်လို့ဆိုလို့ရှိရင်တော့ဒီလိုစာကိုကျွန်မတို့က quality အချင်းမဖြစ်မနေ UI ရဲ့ monitor ဖြစ်လာပြီပေါ့နော် ပြီးတော့ကျမတို့ကတခြားတော့ခုနကပြောသလိုမျိုး grab ဒီ plot တွေနေလဲကြည့်လို့ရတယ်ပြီးတော့နောက် figure ပေါ့နော်သူပုံစံတွေကိုတခုတောက်တဲ့ပုံစံတွေမျိုးနဲ့ကျမဖော်ပြလို့ရတယ်နောက် score တွေနေလဲပဲပြောလို့ရ score system တွေလည်းရှိရဆိုတော့ကျမခုနကတော့ပြောခဲ့ပြီဒါကြောင့်ကျမတို့ easy report ကိုကျမတို့တစ်မျိုးတည်းကြီးပဲခုနကတော့မမှတ်ဘဲနဲ့တခြားတော့ပုံစံမျိုးစုံနဲ့လည်းပဲဖော်ပြပြီးတော့ကြည့်ရှုလို့ရတယ်ဆိုတော့လည်းနားလည်တာကိုလိုအပ်ပါတယ်